နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်အောင်တမရော DNL ထိမ့်ချုပ်ထားတဲ့မိုင်းကောမျိုးကိုအာနာသိန်းစစ်ခွေတက်ကမနေ့ကအော်တိုဝါလာ20ရက်နေ့ညပိုင်းမှာလေကြောင်းတိုက်ခတ်မှုတွေထပ်မံပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုင်းကောမျိုးဈေးယုံဈေးနဲ့ရဲစခန်းပတ်ဝန်းကျင်တွေကိုအကြမ်းဖက်စစ်ခွေတက်ကမနေ့ကညပိုင်း8နာရီကျော်မှာ Jet Fighter ၄ရင်းနဲ့ဘုံကျဲသွားတယ်လို့သိရပါဗျ။ဈေးယုံကိုလည်းကျဲတယ်ရဲစခန်းနားလည်းကျတယ် အရသားတွေအထိကရှိတယ်လို့ဘုံကျဲမှုဖြစ်စဉ်ကိုသိတဲ့ဒေတာကန်တအူးကအတိပြုပြောကြားထားပါရယ်တောင်းဒေတာသတင်းရင်းမြစ်ကလည်းထိကမှုကတော့မေးမြန်းနေတော့မယ်လို့မိုင်းကလေးချောင်းတိုက်ခိုက်ခံရကြောင်းပြောဆိုထားပါရယ်အကြမ်းမဲ့စစ်ခွေးတဲ့ဟာ DNA ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကမန်တုံနမ်ဆန်မိုင်းလုံးနမ်မတူမိုးမိတ်ကြောင်မဲတီဘောနဲ့မန္တလေးတိုင်းမိုးကုံမြို့ကို အခုအောက်တိုဘာလအတွင်းမှာလေးချောင်းကနေပြီးတော့ အကျိန်ပေါင်း30ကြောတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုတွေမှာကလင်းငယ်ရှစ်ဦး၊တန်ဃာတော်နှစ်ပါးအပါအဝင်41ဦးသေဆုံးက46ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNL ရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေအရသိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ဟာပြည်သူတွေနေထိုင်ရာနေရာတွေကိုအ धिक ပြင့်မှတ်ထားပြီးတော့တိုက်ခိုက်နေတာဟာ DNL နဲ့စစ်ကောင်စီကြားတရုတ်စီစဉ်ပေးထားတဲ့ဆွေးနွေးပွဲမတိုင်မီစစ်ရေးအရာဖိအားပေးတာ စစ်ခွေးတက်ကပြန်သိမ်းထားတဲ့ကြောင်မဲနဲ့တီဘောကို DNL ကလာရောက်ပြီးတော့မနှောက်ရှက်စီရေးအတွက်အခြားသော DNL ထိန်းချုပ်တဲ့မြို့ရွာတွေကိုလေကြောင်းတက်ခတ်ပြီးတော့စီရေးအရာဖိအားပေးတာဖြစ်နိုင်တယ်လို့တောင်းသတင်းရင်းမြစ်ကတုံ့တက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ